အဲ့တော့ဆက်လက်ပြီးတော့ကျွန်တော်တို့နောက်တစ်ချက်ကိုသွားကြည့်အောင်အဲ့တော့နောက်တစ်ခုကတော့အားလုံးကျွန်တော်တို့မြင်ဘူးတွေ့ဘူးနေတဲ့ stop zone ဆိုတာ stop price ဆိုတာပါလို့ဆိုလို့ရတယ်ပေါ့နော်အားလုံးကတော့သတင်းစာထဲမှာရုပ်မြင်တန်ကြား screen ပေါ်မှာအားလုံးတွေ့မြင်ကြမှာဖြစ်ပါတယ်နော်အဲ့တော့ stop zone နေတုတ်ရှားပြောင်းလဲနေတယ်ညီလိုက်စိမ့်လိုက်နေပေါ့နော် stop zone နေတက်ရင်စိမ့်နေရင်ကျတယ်ပေါ့နော် index တွေကလည်းအပြောင်းလဲဖြစ်တယ်အဲ့တော့ ီ stop zone လုံးနေဆိုတာတော့ကျွန်တော်တို့ကဒီ screen မှာပေါ်နေတဲ့ကိန်းကဏ္ဍတစ်ခုတည်းပို့ပြီးတော့နော်တာပါတယ်ဆိုနော် screen မှာပေါ်နေကိန်းကိန်းကဏ္ဍတစ်ခုဆိုတာပို့ပြီးတော့ကုမ္ပဏီတစ်ခုရဲ့တန်ဖိုးနဲ့ကျွန်တော်အနာဂတ်အကျိုးအမြတ်ကိုရိုက်ခတ်စေတဲ့ကိန်းတစ်ခုပဲဖြစ်ပါတယ် stop zone လုံးတစ်ခုရဲ့ကျွန်တော်စွမ်းဆောင်ရည်ပေါ့နော် stop တစ်ခုရဲ့စွမ်းဆောင်ရည်ကကျွန်တော်စီဝါရေးတိုးတက်မှုနဲ့ကျွန်တော်နီးနီးကပ်ကပ် ကျွန်တော်ဆက်သွယ်လည်းရှိပါဆက်နွယ်လည်းရှိပါတယ်အဲ့တော့စတော်ဈေးနှုန်းတွေတက်မယ်ဆိုရင်စီးပွားရေးကောင်းနေတယ်ဆိုတာကိုညွှန်ပြပြီးတော့အာစီးပွားရေးကောင်းနေဆိုရင်ကျွန်တော်အလုပ်ကံခွင်လန်းနေကောင်းမွန်နေလုပ်တိုင်းခွင်လန်းနေကောင်းမွန်ရင်ပြည်သူလူထုရဲ့ spending ပေါ့နော်ပြည်သူရဲ့ spending တုံးဆွမှုတွေတိုးတက်တယ်ဆိုတာကိုညွှန်ပြနေတယ်အဲ့တော့ပြည်သူလူထု spending တွေတိုးတက်မယ်ဆိုရင်တစ်ဖက်က spending တိုးပြီဆိုရင်တစ်ဖက်ကထုတ်တဲ့လူကလည်းတိုးထိုးအောင်နော် ထုတ်တဲ့လူတိုးထုတ်ဖို့အတွက်ကုန်ကြမ်းတွေလည်းကျွန်တော်တိုးပြီးတော့ရှာဖွေရမယ်။လုတ်သားအင်အားတွေပို့ပြီးတော့ခန့်အားရမယ်။အဲ့ရန်နေတစ်ဆင့်တစ်ဖြည်းဖြည်းနဲ့နိုင်ငံရဲ့ GDP ပေါ့နော်နိုင်ငံရဲ့စီးပွားရေးတိုးတက်တယ်လို့ကျွန်တော်ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော် stock price ဆိုရက်နော်ဒီကိန်းဂဏန်းတစ်ခုကြီးလိုက်ပြီးတော့နော်အဲ့ရန်နေပြီးတော့တက်တယ်ကျတယ်ဆိုတော့ကြီးလိုက်ချင်းရဒီကိန်းဂဏန်းတစ်ခုကိုမျက်လုံးနဲ့မှမြင်လာတဲ့ ူ့ရဲ့နောက်ွယ်မှာဖြစ်နေတဲ့နော်ပြည်သူလူထုရဲ့စိတ်ကံစားမှုနော်စတော့ဇေကနုံတက်တယ်ဆိုရင်ပြည်သူလူထုကပြနော်သူတို့ရဲ့ future expectation ကိုအကောင်းမြင်ရတယ်တိုင်းပြည်စည်းဝါးရောအကောင်းမြင်တယ်ထုံးစံပါပဲတိုင်းပြည်စည်းဝါးရောအကောင်းမြင်တယ်ဆိုရင်ပို့သုံးမယ်နော်ပို့သုံးမယ်နော်အဲ့တော့ပို့သုံးတယ်ဆိုတဲ့နေရာမှာကျွန်တော်ကကွန်ပစ္စည်းဝယ်ရမ်းမကောက်ဘူးနော်ခရီးထွက်တာတော့ဝန်ဆောင်မှုတွေရယူတာတော့အမျိုးဆုံးပါနော် အဲ့တော့ပို့တော့မယ်ဆိုရင်ပို့ထိုးရမှာပို့ထိုးရရင်နော်တစ်ဖက်က production side ဒါမှမဟုတ် service ဝန်ဆောင်မှုဘက်မှာပို့ပြီးတော့ကျွန်တော် service တွေပေးရမယ်နော်အဲ့တော့အဲ့အတွက်ကိုကျွန်တော်ကပို့ပြီးတော့ resource တွေရှာပို့ရမယ်နော်လောက်သားရင်းမြစ်တွေပို့တိုးခါမယ်နော်ဒူတွေဝင်ငွေတွေတိုးတက်လာမယ်အဲ့အနေဖြင်းနေဖြင်းနေ economy ကကျွန်တော်ကတိုးတက်လာတယ်လို့ကျွန်တော်ကသုံးသပ်လို့ရပါတယ်ဒါကြောင့် stop price တော့ gain တစ်လုံးနဲ့ပို့ရလို့ ကျွန်တော်တို့ဆိုလိုခြင်းပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ပြောမှာတော့ stock အညုံငင်းဖြစ်ပါဘူးနာကတော့ stock price ဆိုတော့ stock တစ်ခုချင်းเนาะ stock တစ်ခုချင်းရဲ့ဈေးနှုန်းပါဒါကတော့ stock အညုံငင်းဖြစ်ပါတယ်เนาะ stock အညုံငင်းဆိုတော့ကျွန်တော်တို့ဒါနိုင်ငံတကာမှာတော့ဒါ stock ဈေးကွက်တွေမှာအလုံးလဲတွေ့ကြည့်ကြမှာဖြစ်ပါတယ်နော် down jones တို့ nestle တို့နော် ftse 100တို့ပါတော့နော် အဲ့တော့ SDH တို့နော်ဒါတွေအားလုံးတွေ့ဝင်မြင်မှုရမှာဖြစ်ပါတယ်နော်ဒီ stock အညွန်ကိန်းဆိုတာ stock exchange တစ်ခုမှာရှိနေတဲ့ listed company တွေရဲ့ performance ကိုကျွန်တော်ကိန်းဂဏန်းတစ်လုံးနဲ့နဲ့ပေါ်ပြတဲ့ကိန်းဂဏန်းကိန်းတစ်ခုပဲဖြစ်ပါတယ်အဲ့တော့ဒီ index ကိန်းဂဏန်းဆိုရင် stock ဈေးကွက်ရဲ့အပြုအမူပေါ့နော် behavior ကိုပြသပါတယ်နော် stock ဈေးကွက်ရဲ့ behavior ကိုပြသပါတယ် stock exchange တခုမှာပေါ့နော်ဒီ stock exchange တခုမှာ majority ပေါ့နော် listed လုပ်ထားတဲ့ stock အများစုကိုလူတွေကရေးအမြင့်နဲ့ရောင်းနေဝယ်နေမှာဆိုရင်ဒီ index ဟာမြင့်တက်နေမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းဒီ stock exchange မှာ listed ဝင်ထားတဲ့ company အများစုကိုလူတွေကနော်ဈေးအနှိမ့်နဲ့ဝယ်နေရောင်းနေမှာဆိုရင်နော်ဒီ index ဟာကျွန်တော်နှိမ့်ချနေမှာပဲဖြစ်ပါတယ်အဲ့တော့ stock exchange မှာရှိနေတဲ့ listed company ညာနဲ့ထောင်ထဲရှိတဲ့ listed company တွေ stock တစ်ခုချင်းကိုကျွန်တော်တို့ကတစ်ချိန်တည်းမှာ review လုပ်ဖို့ဆိုတာမလွယ်ပါဘူးမဖြစ်နိုင်ဘူးအဲ့လိုမဖြစ်နိုင်တဲ့အတွက် stock exchange မှာရှိတဲ့ listed company တွေရဲ့ performance အားလုံးကိုအင်္ဂနာတစ်ခုတည်းနဲ့ပေါင်းစုံပြီးတော့အဲ့တစ်ခုတည်းကိုပဲကြည့်ချင်းဖြင့်ဒီ stock ဈေးကွက်မှာဒီနေ့ဒီနေ့တနေ့တာတောင်းမလဲဒီ minute ပေါ့ဒီ second တောင်းမလဲဒီ minute ပိုင်းအတွင်းမှာ stock ဈေးနှုန်းတွေတက်နေတယ်တောင်းမလဲကျနေတယ် ဆိုတဲ့ဟာကိုဒီ index တစ်လုံးနဲ့ねကျွန်တော်တို့က focus လို့လို့ရတဲ့အနေထားရှိအောင်ဒါကျွန်တော်တို့က store zero ကနေပြီးတော့ဒါတည်ထွင်ထားတဲ့အင်္ဂဏန်းတစ်ခုပဲအညုံကိန်းတစ်ခုပဲဖြစ်ပါတယ်ဟောဆက်လက်ပြီးတော့ store zero နဲ့ cy เนาะဒါဘယ်လိုဆက်နွယ်ပတ်သက်နေလဲဆိုတော့အိုးကျွန်တော်ဆက်လက်ပြီးတော့ပြင်ပြမှာဖြစ်ပါတယ် store zero မှာ store zero နေကျွန်တော်ပြင့်တက်လာတဲ့ခါမှာ investor တွေကခံယူထားတာ ူတို့ရဲ့ကြွယ်ဝမှုပေါ့နော်သူတို့ရဲ့ wealth ပေါ့နော်ကြွယ်ဝချမ်းသာမှုတွေတိုးတက်လာတယ်ကိုခံယူထားတယ်တို့ခံယူထားပြီးတော့ consumer confidence ပေါ့နော်သူတို့ရဲ့ယုံကြည်မှုတွေကျွန်တော်မြင့်တက်စေပါတယ် confidence တက်ပြီဆိုရင်သုံးဆွဲမှုခုနကျွန်တော်အရှိပိုင်းမှာပြောခဲ့လို့ပဲသူတို့ရဲ့ spending တွေမြင့်တက်လာမယ်ဒါပေမဲ့လည်း store ဈေးကွက်မှာ store ဈေးနှုန်းတွေကျဆင်းနေတဲ့အချိန်ဆိုရင်တော့ဒီကျွန်တော်တို့ investor အနေနဲ့သူတို့ရဲ့ကြွယ်ဝမှု ရောကြသွားတယ်လို့သူကမှတ်ယူလိုက်တယ်နော်သူရဲ့စိတ်ထဲကနေပါငါတို့ရဲ့ဝက်ကတော့ကျော်သွားပြီဆိုပြီးတော့အဲ့လိုခံယူလိုက်တဲ့အတွက်ဘာလုပ်လိုက်လဲဆိုတော့သူရဲ့တုံ့ပြန်ချက်ကပါလေအတုံးဆွဲကိုချော့ချလိုက်နော်အတုံးဆွဲတွေချော့ချလိုက်တော့ချက်ချင်းဘာကိုသွားရဲခါလဲဆိုရင်ဆိုင်နေမှာအယောင်းကြွားတယ်ဝင်ဆောင်မှုတွေမှာလည်းဝင်ဆောင်မှုတွေရောကြွားတယ်လူတွေခီးထွက်တာကိုချော့လိုက်တယ်စားသုံးမှုတွေလည်းကျွန်တော်ချော့ချလိုက်တယ် restaurant မှာရင်းနှောင်းကနော်တလောက် ၅ချိန်စားရဲတလတစ်ချိန်ပဲစားတော့စသည်ဖြင့်ပေါ့နော်ဒီလိုလျှော့ရှာနေရခြင်းအဲ့တော့ထုတ်တဲ့ဘက်ကလည်းလျှော့ပြီးတော့ထုတ်ပါထုတ်ရတဲ့အခါကျတော့ဖြည်းဖြည်းချင်းနဲ့ဒါပါနောက်ဆုံးမှနိုင်ငံရဲ့ GDP ပေါ့နော်နိုင်ငံရဲ့စီးပွားရေးထုတ်လုပ်မှုတန်ဖိုးကိုကျွန်တော်ဆွဲချပါဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီစီးပွားရေးထုတ်တဲ့မှုနော်စီးပွားရေးထုတ်တဲ့မှု economic growth နောက်ကတိုးနှုံးပေါ့နော်ဘိုးဘန်တွေကပြဋ္ဌာန်းထားတဲ့တိုးနှုံးနေတိုင်းပြည်မှာဖြစ်ပေါ်နေတဲ့ ငွေကြေးဖောင်းပွားမှု inflation တွေဒါတွေအားလုံးဟာ stock ဈေးကွက်ကိုရိုက်ခတ်စေတာပဲဖြစ်ပါတယ်။တကယ်လို့ stock ဈေးတွေမြင့်တက်လာရင်တော့ကုမ္ပဏီကရင်းနှီးမြှုပ်နှံမှုပို့ပြီးတော့လုပ်မယ်နော် capital တွေပိုရှားမယ်။ပိုရှားပြီးတော့သူ့ရဲ့ကုမ္ပဏီရဲ့တိုးတက်မှုအချိန်ဟုန်ကိုသူကမြင့်တင်မှာပဲဖြစ်ပါတယ်။အဲ့လိုမြင့်တင်လိုက်တဲ့အတွက်အဖက်မှာဘာအကျိုးကျေးဇူးရလဲဆိုရင်လောက်ကန်ဖွင့်လာနေတိုးတက်လာမယ်။သူ့ရဲ့တုံးဆဲမှုတွေတိုးတက်လာမယ်။ စီးပွားရေးတိုးတက်လာမယ်နော်ဒါပေမဲ့လည်းတစ်ဖက်မှာဆန့်ကျင်မဲ့အနေနဲ့စော့စင်းတို့တွေကြရတယ်ဆိုတော့ဒါတိုင်းပြည်ရဲ့စီးပွားရေးကကျုံသွားပြီးတော့ပြည်သူလူထုရဲ့အသက်မူဝမ်းကြောင်းခြေနေရောအားလုံးကိုကျွန်တော်ကထိခိုက်စေနိုင်တဲ့အနေအထားရှိနေတာဖြစ်ပါတယ်ဒါကတော့စတော့စင်းကွက်နဲ့စီးပွားရေးရဲ့ဆက်ဆက်ပုံပါပဲဒါကတော့နောက်ဒါပါပဲစတော့မားကတ်နဲ့အီကော်နမီကိုနောက်ဆက်လိုက်တစ်ချက်ကတော့ stock market နဲ့ economy ကိုကျွန်တော်တိုင်းတာမှာ economy ဘက်မှာကျတော့ကျွန်တော်ကဘာနဲ့သွားတိုင်းလဲဆိုတော့ real gdp growth rate နဲ့သွားတိုင်းပါ real gdp ဆိုတော့တိုင်းပြည်ရဲ့စုစုပေါင်းထုတ်လုပ်မှုတန်ဖိုးပေါ့နော်ထုတ်လုပ်မှုတန်ဖိုးเนาะဒါကိုကျွန်တော်က gdp လို့ခေါ်ပါတယ်အဲ real gdp တိုင်းကျွန်တော်က real gdp မှာတော့နှစ်မျိုးနှစ်စားကျွန်တော်တွေ့တာရှိပါတယ်เนาะ nominal gdp ဆိုတာနဲ့ real gdp ဆိုတာဖြစ်ပါတယ်အဲ nominal gdp ဆိုတော့ယခု ျွန်တော်ဒီ GDP တွက်တဲ့နှစ်မှာဖြစ်ပေါ်နေတဲ့ဈေးနှုန်းတွေပေါ့နော်နော်ဒီဖြစ်တဲ့နှစ်မှာဥပမာကျွန်းတဒံကို330ဆိုကျွန်းတဒံ330ဖြစ်နေတဲ့ဈေးနဲ့တွက်တာဖြစ်ပါဒါကျွန်တော်အမိခံပေါ့ nominal gdp ပါနော်တကယ်တော့အစစ်အမှန် gdp ကိုတွက်ချင်တော့ကျွန်တော်ကဘာဘာနဲ့သူ့ကို deflate နော်ရှော့ချလိုက်ရမှာလဲဆိုရင်ကျွန်တော်က inflation rate တခုတတ်မှတ်ပြီးတော့နော်ဒီဖြစ်ပေါ်နေတဲ့ gdp ဒီဒီတွက်ဒီ GDP ထဲမှာပါတဲ့ component ပေါ့နော်ဈေးနှုန်းတွေအားလုံးကိုကျွန်တော်က deflator တစ်ခုပေါ့နော် deflator ဆိုတော့တံပိုးပြန်လျှော့လိုက်တာပေါ့အားနဲ့လျှော့ချလိုက်မယ်ဆိုတော့ကျွန်တော် real GDP အမှန် GDP ဆိုတော့ရောက်ပါတယ်ဒီအမှန် GDP တကယ်တမ်းကျွန်တော်တွက်ထုတ်နိုင်မှသာကျွန်တော်တိုင်းပြည်ရဲ့နော်တိုင်းပြည်မှာထုတ်နေတဲ့နော်စုစုပေါင်းထုတ်ကိုတံပိုးကဘယ်လောက်ရှိမလဲအဲ့ဒါကိုလူဦးရေနဲ့စားလိုက်ရင်လူတစ်ယောက်စီရဲ့နော်ပါကပီတာအင်ကမ်တွေရမယ်ပေါ့နော်အဲ့လို GDP နဲ့တွက်တာအဲ့ဒါကိုမှနှစ်စဉ်တဲ့အတိုင်း ိုးတက်မှုနှုန်းဘလောက်ရှိလဲဆိုတာသိကြရင်တော့အဲ့ဒါကိုကျွန်တော်က growth rate တွက်တဲ့ formula နဲ့ပြန်တွက်လိုက်ရပါတယ်အဲ့တော့ဒီ GDP ဆိုတာကိုကျွန်တော်ကအဓိကထားပြီးတော့ကျွန်တော်တို့ကအဲတွက်ပါတယ်အဲ့တော့ GDP တကယ်လို့တက်လာပြီဆိုရင်ဒါတေးကြတယ်เนาะတန်းပြည်ရဲ့ GDP တက်လာရင်တစ်ဖက်မှာ store ဈေးနှုန်းတွေတက်လာအဲ့တော့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီစီးပွားရေးတက်လာပြီပေါ့เนาะစီးပွားရေးတက်ရင်ကုမ္ပဏီတွေရဲ့တစ်ဖက်မှာဝင်ငွေလည်း ကျွန်တော်တိုးတက်လာပါဝင်ငွေတက်လာရင်ယင်းနည်းမြုံနံတဲ့ investor တွေက stocking stocking တော့နေမြင့်တက်ဖို့ဝင်ငွေကောင်းမယ်ဆိုတော့မျောလင်းချက်တွေ expectation တွေကျွန်တော်ထားတာဖြစ်ပါတယ်เนาะဒါတိုင်းပြည်ရဲ့စီးပွားရေးတခုမြင့်တက်လာမြင့်တက်လာပြီဆိုရင်တည်ကြတဲ့တစ်ဖက်မှာဒီတိုင်းပြည်ရဲ့စီးပွားရေးကိုတကယ် input လုပ်နေတဲ့ private sector ကုမ္ပဏီတွေရဲ့ real income ကလည်းမြင့်တက်လာမှာဖြစ်ပါတယ် အဲ့လိုမြင့်တက်လာပြီဆိုရင်ကျွန်တော်တို့ကဒီ investor တွေအနေနဲ့เนาะတိုင်းပြည်ရဲ့စီးပွားရေးမြင့်တက်လာပြီဆိုရင် stock price တွေတက်လာမယ်သူတို့ရဲ့ဝင်ငွေတိုးတက်လာမယ်အမြတ်တွေပို့ပြီးတော့ရလာမယ်ဆိုတော့ expectation တွေရှိနေတာဖြစ်ပါတယ်အဲ့တော့အဲ့တော့ဒီ stock ဈေးကွက်နဲ့တိုင်းပြည်စီးပွားရေးဆက်သွယ်မှုပါဆိုရင်တော့ကျွန်တော်တို့ကကြီးရှည်ကိုကြည့်မှတော့ကျွန်တော်ဆက်သွယ်မှု positive relationship ရှိနေတယ်ဆိုတော့ဟိုကျွန်တော်တို့ကမြင်နိုင်မှာပဲဖြစ်ပါတယ် ဲ့တော့ဒီ long run မှာကျတော့မှဒီ economy နဲ့ဒီ stock value ရဲ့ growth rate ကကျွန်တော် positive relationship ရှိနေတယ်ဆိုတော့မြင်တွေ့ရမှာဖြစ်ပြီးတော့ short term မှာတော့ကျွန်တော်ကလှုပ်ရှားနေမှာဖြစ်တဲ့အတွက် short term within the เนาะကျွန်တော်တို့ကဟိုမှာတစ်လအတွင်းတို့တစ်ပတ်အတွင်းတို့เนาะ quarter အတွင်းတို့မှာတွားကြည့်ရင်တော့ကျွန်တော် relationship ကတော့ကြောင်းဒီကြောင်းများဖြစ်နေမှာပဲဖြစ်ပါတယ်ဒါတော့ short term မှာကျတော့ကျွန်တော်တို့က GDP ကိုကြည့်တာတဲ့ နော်စတော့ဈေးနှုန်းဟာလူတွေရဲ့မျောလင်းချက်နော်လူတွေရဲ့ခံစားချက်နောက်တစ်ခါတိုင်းပြည်မှာတကယ်ဖြစ်ပေါ်နေတဲ့အတွုံးမူဝါဒတွေအတွုံးမူဝါဒဆိုဗိုလ်ဘာငါချမှတ်တဲ့အတွုံးမူဝါဒတွေနောက်တစ်ခါ external shock ပေါ့နော်ပြင်ပနေပြီးတော့ရက်ခတ်တဲ့နော်ရက်ခတ်မှုဒဏ်တွေပေါ့ပြင်ပရက်ခတ်လာတဲ့နော် economic impact တွေကိုကျွန်တော်ကကြည့်ပြီးတော့ကျွန်တော်ကဒါ short run မှာတော့ကျွန်တော်ကဒီ two year relationship ကိုကြည့်ရမှာဖြစ်ပါ အဲ့တော့ short run မှာကျတော့ကျွန်တော်တို့ကဒီခုနပြောတဲ့ positive relationship ကရှိခြင်းမှရှိမှဖြစ်ပါတယ်ဒလာအတွင်းတပတ်အတွင်းဝါကွာတွားတင်းမှာတော့ကြီးလိုက်ရင် no store တွေကထောင်တက်နေပြီမဲ့ economy ကကျရင်ကျနေမှာဒါမှမဟုတ်လေ economy ကတက်ပြီးတော့ store တွေကကျရင်လည်းကျနေမှာဖြစ်ပါတယ်နော်ဘာကြောင့်လဲဆိုတော့ဒီကာလတို့အတွင်းမှာတော့လူတွေကသူတွေရဲ့ motivation နဲ့နော် expectation မှာ motivate ပြီးတော့နော်ဒါအပြောင်းလဲတွေနော် store တွေတော့မှအပြောင်းလဲတွေအများကြီးဖြစ်ပေါ်နေမှာ ြစ်လို့ပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီစော်စည်းကွက်နဲ့ economy ရဲ့ဆက်သက်ပုံကိုကျွန်တော်ဒီ slide လေးတစ်ခုနဲ့တော့လေ့လာလိုက်မယ်ဆိုတော့ပို့ပြီးတော့သဘောပေါက်ပြီလို့ယူဆပါတယ်